မန္တလေးတိုင်းအတွင်းမှာသပိတ်မှောက်ဆန္ဒပြမှုရက်အစီအစုံဖြစ်တဲ့ပလိတ်ပန်တာချီမြင်ဆက်ယုံအလုသမားသပိတ်ဟာခုဆိုရင်ရက်ပေါင်း60ကြာနေပြီ ဖြစ်ပါတယ်အောင်အောင်နိုင်ကသတင်းပေးပို့ထားပါတယ်ရှင်ရက်ပေါင်း60ကြာကြာပလိတ်လုသမားသပိတ်ဟာတာဝန်ရှိသူများမှမြန်ဆုံးလာရောက်ဖြည့်ရှင်ပေးရေးဒေါ်ရေးဒေါ်ရေးပလိတ်ပန်တာချီမြင်ဆက်ယုံမှအလုသမားများရောက်ကြေးပြင်ဆင်မယူချင်တာကြောင့်2014ခုနှစ်ဇန်နဝါရီလမှာပထမကြိမ်ဆန္ဒထုတ်ပေါ်ခဲ့ပြီး2014ခုနှစ်ဒီဇင်ဘာလမှာ ပဏာကုမ္ပဏီမှဣတိဇာချုပ်ဖောက်ပြခဲ့တာကြောင့်ဒုတိယကြိမ်ဆန္ဒထုတ်ပေါ်ခဲ့တာဇူလိုင်လ3ရက်2016ရနေ့ကစတင်ပြီးတပိတ်တကန်းစတင်ဖွင့်လှစ်ခဲ့တာရပောင်း90ပြေးခဲ့တာပါကျမတို့ရပောင်း90ကျော်တပိတ်တိုက်ပွဲဆင်နေနေရတဲ့ယနေ့နောက်ဆုံးအချိန်မှာဆိုရင်တာဝန်ရှိတဲ့နံပါတ်1တာဝန်ရှိတဲ့စက်မှုဝန်ကြီးဌာနကလည်းဒီနေ့အချိန်ထိထိရောက်ရောက် လာရောက်ဖြစ်ရှင်းပေးခြင်းမရှိသလိုမလေးတိုင်းဒေသကြီးအစိုးရအနေနဲ့လည်းကျမတို့အပေါ်မှာထိရောက်တဲ့ဖြစ်ရှင်းမှုမျိုးယနေ့ချိန်ထိလုံးမပေးရတဲ့အတွက်ဒီနေရာမှာအလုံသမားလွှဲပြောင်းခံနိုင်ငံဝန်ထမ်းဟောင်းနေရာဂျပန်60ကျောက်ဒုက္ခခံပြီးတပိတ်မောက်တောင်းဆိုနေရခြင်းဖြစ်ပါတယ်ရှင်။ပလိတ်ပန္နာချင်းမြင့်သက်ယုံကမြမဆိုးသလိလမ်းစဉ်ပါတီလက်ထက်ကအလုံသမား3000ကျော်နဲ့သက်ယုံကိုလက်ပတ်ခဲ့တာဖြစ်ပြီးပန္နာကုမ္ပဏီလက်ထက်မှာတော့အလုံသမား1000ခန့်နဲ့လက်ပတ်နေတာပါ။ကျမတို့အနေနဲ့ကျမတို့တောင်းဆိုနေရတာကလည်း ကျမတို့အခွင့်အရေးတွေအစ်စ်တောင်းဆိုနေတာမဟုတ်ပါဘူးလွှဲပြောင်းစဉ်ကနေအတိုင်းပန္နာကုမ္ပဏီကလည်းပေးနိုင်ပါတယ်စမှုဝန်ကြီးဌာနကလည်းပေးရပါမယ်ဆိုတော့စာချုပ်ချုပ်ထားတဲ့ agreement တွေချိုးထားတဲ့စာချုပ်တွေကိုတောင်းဆိုတာဖြစ်တဲ့အတွက်ကျမတို့ရဲ့လုပ်ငန်းဝင်အာမခံချက်ဘဝအာမခံလွှဲပြောင်းခံနိုင်ငံဝန်ထမ်းဟောင်းတွေရဲ့ဘဝအာမခံချက်မရမချင်းဂျပန်60မကလို့900ကျပေးသည်ကျမတို့တွေကနော်ဒီကိုယ့်ရဲ့အာမခံချက်တစုံတရာမရမချင်းဒီတပိတ်တိုက်ပွဲကိုဆက်လက်ဆင်နွှဲသွားမှာဖြစ်ပါတယ်ရှင် အပေါင်း90ကျော်ကြာထိုင်သပိတ်ဆွံ့နေရတာကြောင့်လူသမားတွေဟာအခက်အခဲတွေနဲ့ကြုံတွေ့နေရသလိုရာသီဥတုထံကြောင့်လည်းယောဂတချို့ဖြစ်ပေါ်နေပါတယ်။ဒီထဲမှာကလင်းငယ်တချို့သွေးလွင်တုပ်ကွေးယောဂနဲ့တခြားယောဂတွေဖြစ်ပေါ်ခဲ့လို့ဆေးရုံတက်ကုသနေရတာတွေလည်းရှိပါတယ်။ကျွန်တော်အောင်းနိုင်မန္တလေးကနေသတင်းပေးပို့ထားပါတယ်။